ဒီကတာကြီးကကမ္ဘာဝကပစံရအောင်စီးပွားရေးတစ်ခုဖြစ်နေတယ်။ဟုတ်ပါရဲ့တရုတ်နိုင်ငံမှာရှိနေတဲ့ဒီရဲ့ရေကာတာကြီးဟာဒါမန်ရေကာတာနည်းနဲ့လုံးဝလုံးဝကိုမတူညီပါဘူး။စောက်လုပ်ထားတဲ့ခြေနေကလည်းများပြားတယ်လို့ရင်းနှီးထားရတဲ့ငွေကြီးတွေကလည်းအံ့ဩစရာကောင်းလောက်အောင်တောင်းပန်ရပါမှာပဲ။သူရဲ့ပုံစံကလည်းဒီမှာမြင်နေရတယ်လို့တကယ်ကိုမှရေချင်းပြပွားကထူးခြားတတ်မြတ်တဲ့အင်ဂျင်နီယာတွေကိုအသုံးပြုပြီးတော့ဒီဇိုင်းဆွဲပုံမစောက်လုပ်ထားမယ်သိတာပါရဲ့။ဒါကဒါမန်ရေကာတာရင်းနဲ့နားရှိရက်စရာမလိုအောင်ကိုပဲတကယ်ကိုထူးခြားနေတာမျိုးပါ။ အတွေ့အမြင်ကဆလုံးရေသွေးထီကိုထူးခြားနေတာကိုလုံးဝလုံးဝကိုငြင်းလို့မရပါဘူးထူးထက်လာတဲ့တောင်ကုန်းတောင်တန်းတွေကိုနောက်ကန်ထားပြီးတော့ရေပင်ကျဲကြီးရဲ့ဘေးကဒီအေဂါတာဆိုရင်တနေ့တနေ့ကိုဒေါ်လာဘီလီယံနဲ့ချီပြီးတော့ပြန်လဲကအကျိုးမြတ်တွေရရှိနေရလေဖြစ်ပါရီအခုဆိုရင်တော့တိဆောက်ခေတ်ကကုန်ကျခဲ့တဲ့ငွေကြေးထက်စေစားလောက်ကိုပုံမများပြတဲ့အကျိုးမြတ်တွေရရှိနေပြီဖြစ်တာကြောင့်လူတွေကတော့ဒါကိုကဘာအကြီးဆုံးပတ်စံထုတ်ဆက်ကြည့်လို့ခေါ်နေကြပါရီအဲ့ဒီနမည်နဲ့ live ဖက်လုံးနဲ့ရလာအောင်လေဒီအေဂါတာကြီးကနေရနေတဲ့အမျက်ဝင်ငွေတွေကတကယ်ကိုများပြနေတာပါ ဒါကရေကာတာတခုတက်တက်တင်မဟုတ်ပဲနဲ့လူရီအတွက်ဘူဒုဒရပြီးတော့မှအပန်းဖြေလဲပက်ဆီယာနေရာတခုကြီးလည်းဖြစ်ခဲ့ပါရီဒီရေကာတာကြီးရဲ့တမိုင်းကိုပြောရမယ်ဆိုရင်တော့တင်းတင်းနဲ့နေရာကိုရှာဖွေဖို့အတွက်စီမံကိန်းတွေရေးဆွဲကလိုင်လံကြည့်ရှုတာဆိုရင်နင်းနယ်လောက်ထိကိုကြာမြင့်ခဲ့ပါရီအပူပြောနေတာလုံးဝမဟုတ်ပဲနဲ့အဲ့ဒီလောက်ထိကိုတကယ်ကြီးကြာမြင့်ခဲ့တာပါ အချိန်နေနေဓာတ်နေသဘောပဝန်းကျင်ကြုံထောင်းနောက်ကန်တွေကလည်းတရားရဂန်တော့ရေးပါနေတာဖြစ်လို့ပါပြီးကြတဲ့အခါမှာတော့ဒါကိုလုံးစိပက်စိကောင်းမွန်လို့အမားရွေးမရှိအောင်လို့တိဆောက်ခဲ့တာဆိုရင်36နှစ်တတိုင်းကြာမြင့်ခဲ့ပါပြီဒီဆောင်နေစမှာလည်းအစီအမင်းကရိယာတွေကိုအချိန်ကုန်ငွေကုန်ခံကတိချာလေးကိုအသုံးပြုခဲ့ရပါပြီအဲဒီလောက်ထိကငွေကြေးအကုန်ကျခံခဲ့လို့အင်းကြီးနိုင်ငံကြီးရဲ့ဟာတိုက်လောင်ပြောင်းခြင်းတွေကိုပါခံခဲ့ရတဲ့အထိဖြစ်ခဲ့ပါပြီအဲဒီလိုနဲ့ပဲနောက်ဆုံးမှဖြစ်ပေါ်လာခဲ့တဲ့ရလက်ကြီးကတော့တကယ်ကိုအမကန်ပဲဖြစ်ပါပြီ ခြေကတာကြီးအဆိုရင်ရေအားလက်စစ်ထုတ်ဖို့အတွက်ကိုတရားရဂိုင်းတော်ထောက်ကူပြုနေတဲ့နေရာကနေပါဝင်ပါရီအထဲမှာဆိုရင်လည်းဒီမှာမြင်နေရသလိုအသေးစိတ်ကြကြဆောက်လုပ်ထားပြီးတော့မှအတိအကျပြောရရင်ဒေါ်လာပေါင်း34ဘီလီယံလောက်ထိကိုကုန်ကျခဲ့ရကိုတွေ့ရပါရီမနေ့မနေ့ယင်းနီမြုံနယ်မူကြီးလို့ပြောရတဲ့အနေထားမှာရှိပါရီစတီးတွေတန်ဖရိန်းတွေကွန်ကရစ်တွေကောင်းပြီးအစင်တန်းမြင့်ပြီးဆိုတဲ့တန်းစားရီဒဲကပဲတုံပြူရတာပါဒီရေကတာကြီးတစ်ခုကိုတိဆောက်ဖို့ကုန်ကျစရိတ်က Eiffel Tower 65ခုတောင်တိဆောက်လို့ရတဲ့အနေထားပါ ဒါလို့ဆိုရင်တော့နေသားကတည်တော်လို့ရပြီဆိုတော့ခံမဲမိကြမှာပါဒါကကဘာအကြီးဆုံးရေအားလက်စစ်ထုတ်ပြရနေပုံကြီးပါပဲဒီရေကဒါကြီးကိုဆောက်လုပ်ပြီးတဲ့အချိန်မှာဘယ်နှစ်နှစ်လောက်များခံနိုင်ရှိမလဲလို့ခံမှန်းကြတဲ့ကအမေရိကန်နိုင်ငံရဲ့ပြောဆိုချက်အရကတော့ဒါနဲ့ပေါင်း90ထက်ပိုပြီးတော့ခံနိုင်မှာမဟုတ်ဘူးလို့အတိအကျထုတ်ပြန်လိုက်ပါတယ်ဒါမှလည်းတရုတ်နိုင်ငံမှာတိစောက်ထားတဲ့ဒီရေကဒါကြီးဟာဆိုရင်ဒီကဘာလုံးကထင်ထားတာတကူပိုပြီးတော့ခိုင်ခံပြီးအသေးစိတ်ကြားနာလုံးနေတာကြောင့်နေပေါင်း90မှာ100လောက်ထိကိုခံနိုင်ရှိသွားနိုင်လောက်တဲ့အနေထားပါ ပြည်သူတို့ရောဒါနဲ့ပတ်သက်လို့ဘယ်လိုများထင်မိကြပါသလဲနော်